အတန်းဆုံ၍ဗရမများငမောက်ကိုပြန်တောင်းခဲ့တဲ့တီဘောမင်းရဲ့မြစ်တုံဗရမများငမောက်လို့ပြောလိုက်တာနဲ့မြန်မာနိုင်ငံကိုဗြိတိရှားနေစေရည်နေကြတဲ့ကအလွဲသုံးစားလောက်ခံလိုက်ရတယ်။တိုင်းပြည်တယံစာတာတခုဆိုတာအားလုံးသိကြမယ်လို့ထင်ပါတယ်။အရက်ပြောစကားတွေအများဆွေတော့ငမောက်ပရများကိုမြမတော်ဝင်မျိုးဆက်တွေထံကနေဗြိတိရှားအရာရှိတယောက်ကခိုးယူသွားခဲ့ပြီးဘယင်မာကြီးရဲ့တရဖူထဲမှာထဲသွင်းတက်ဆန်ထားတယ်လို့ဆိုကြပါရစေ။ တချို့ကလည်းဗရမ်းမြားငမောက်ကိုဗစ်တိုးရီးယားဘီယမာကြီးထံလက်ဆောင်ဖြင့်နဲ့ပေးလိုက်တယ်လို့ပြောဆိုကြပြီးဗြိတိရှတော်ဝင်မျိုးနွယ်တွေထံမှပျောက်ဆုံးသွားခဲ့တယ်လို့ပြောကြပါရယ်။ဘာပဲဖြစ်ဖြစ်ပါဗရမ်းမြားငမောက်ပျောက်ဆုံးသွားစေတဲ့လက်သေးဦးတော့အခုထိတိတိကျကျမသိရသေးဘူးလို့ပဲဆိုရမှာဖြစ်ပါရယ်။ဘလိုပဲဖြစ်ဖြစ်ပေါ့လေနှစ်ပေါင်းများစွာတိမ်မြုပ်ခဲ့ပြီးကိုလိုနီခဲ့ပြီးနှစ်ပေါင်း130ကျော်ကြာမှဆိုရင်တော့ဗရမ်းမြားငမောက်ရဲ့မတရားမှုအတွက်အတန်ဟစ်သူထွက်ပေါ်လာခဲ့ပါရယ်။ အရီလူကတော့တီဘောမင်းရဲ့မြစ်တော်ဆက်သူဥဆိုးဝင်းမဲဖြစ်က သူအနေနဲ့ဗရမ ्या ငမောက်ကို ပြန်လဲရယူပေးခြင်းကနိုင်ငံအတွက်ဂုဏ်သိက္ခာတရက်ကိုစောင့်ယူပေးခြင်းဖြစ်တယ်လို့ယုံကြည်ထားတာပါဒေအချောင်းကိုဥဆိုးဝင်းကဗရမ ्या ငမောက်ကကျွန်တော်တို့နိုင်ငံတယံစာတာဘလောက်ကျွေးွားတယ်ကျွန်တော်တို့နိုင်ငံဘာတွေလုံနိုင်တယ်လဲဆိုတာတွေကိုပြန်သတိရစေပါတယ်ဒါအပြင်ဗရမ ्या ငမောက်ကကျွန်တော်တို့မြန်မာနိုင်ငံဟာတချိန်ကလွတ်လပ်တဲ့နိုင်ငံတနိုင်ငံဖြစ်ပြီးသမိုင်းကြောင်းကျွေးွားတဲ့နိုင်ငံတနိုင်ငံဖြစ်ကြောင်းသတိပေးပါတယ် အဲလိုနိုင်ငံတကာကိုရဲရဲကြီးထုတ်ပြောခဲ့ပြီးဗရမများငမောက်ဟာတရဖူရတနာတွေထဲမှာမပါဝင်ဘူးဆိုရင်တော့တော်ဝင်ရတနာပစ္စည်းစုဆောင်းမှုတွေမှာရှိရမယ်လို့ဥဆိုးဝင်းကပြောဆိုခဲ့တာပါ။ဒါကြောင့်ဆယ်ဆိုးရလက်ထက်မှာတန်တမန်ဖြစ်လောက်ကင်ခဲ့တဲ့ဥဆိုးဝင်းဟာဗြိတိရှသမိုင်းပညာရှင်ရုပ်ရှင်ဖန်တီးသူ Alice Bacorby နဲ့တူလန်ဒန်တာဝါကိုသွားရောက်ပြီးဗရမ်များနဲ့ပတ်သက်လို့စုံစမ်းခဲ့ပေမဲ့လေဘာမှအကျိုးမထူးခဲ့ပေနဲ့ဗြိတိရှတော်ဝင်ပစ္စည်းစုဆောင်းမှုဖွင့်ရတော့ အင်ပါယာတရဖို့အတွက်အသုံးပြုထားတဲ့ဗရမများရီရဲ့နောက်ကျောင်းစာရွက်စာတမ်းတွေဟာအခုချိန်မှာမရှိတော့ကြောင်းဦးစိုးဝင်းကိုပြောဆိုခဲ့ပါတယ်လရှိမှာဆိုရင်တော့နိုင်ငံတော်ရဲ့သက်ဆိုင်ရာအကူအညီတွေမပါဘဲတကူတော်ကျိတ်ဆောင်ဆန်းခဲ့တဲ့ဦးစိုးဝင်းရဲ့ဗရမားရှာဖွေမှုတွေဟာသတင်းမေးမိန်နေရပြီးဒီအကြောင်းတွေကိုမြန်မာပြည်သူလူထုကလည်းဂယုဆိုင်ခြင်းဆန္ဒထုတ်ဖော်ခြင်းတွေအလင်းမရှိခဲ့ကြပါဘူး။ ဒါကြောင့်ဦးစိုးဝင်းအနေနဲ့ဘလို့ပဲစ조사နေပါစေဗရမများငမောက်ရှာဖွေရေးအတွက်များစွာကြန့်ကြာနေရပြီးဒီကိစ္စအပေါ်မှာတက်သည့်နားလေတဲ့သူလူငယ်တွေကဝိုင်းဝန်းကူညီဖို့လိုအပ်တယ်လို့လည်းထင်မြင်မိပါတယ်တဏှာကြီးတွေရဆွေတော့ဗရမြန်းကမောက်ဟာနည်းနည်းရရရရနာတပားမဟုတ်ဖ ೇನೆ ဝါကုန်းနဲ့အုတ်ထားမဲဆိုရင်တော့အယောင်တွေတောက်ပနေတဲ့ဗရမြားဖြစ်တဲ့ပြင်ဖျားနာခြင်းတွေကိုလည်းပြောင်းကင်းစေတာပိုင်ရှင်ကိုလက်လာပါတွေတိုးစေတဲ့ဗရမြားဖြစ်တယ်လို့သိရပါဗျ။ပရိသတ်ကြီးတို့ရော တီဘောမင်းနဲ့သွေးသားတော်ဆက်တဲ့ဦးစိုးဝင်းရဲ့အခုလိုဗရန်များကြီးပြန်လဲရှောက်ဖွေမှုပေါ်မှာဘလို့ထင်မြင်မိကြပါသလဲနော်။အောက်ကကောမန့်လေးမှာပြောပြပေးခဲ့ကြပါအောင်။နောက်တစ်ခါရွှေဘို channel မှာပြန်လဲဆောင်တွေ့ကြပါမယ်။ Like and Share Subscribe ခေါင်းလေးနှိပ်ပြီးတော့အပေးသွားပါအောင်ရှင့်။